တနင်္လာသားသမီးများအတွက်ဆယ်လပိုင်းတစ်လလုံးကကြမဟောစတဲ့နဲ့ဆောင်ရွှင်ဆောင်ရွှင်လေးတွေကိုဆမလေးကအသေးစိတ်ပြပြပြီးတော့မှဖြစ်ပါတယ်ရှင်။ဆမကတော့တာရနဲ့ဗီဒီယိုရဲ့အများကိုပြောကြပေးတော့မယ်။ဆမလေးသုံးခတ်မိပဲဖြစ်ပါတယ်ရှင်။ဆမရဲ့ page ကို like and follow လေးလုပ်ပေးထား။ဒါမှဆမနဲ့စနေပေးတဲ့ကုသပြုရေတွေရိုင်းနဲ့ဒီလိုမျိုးပေါ့နော်။ရေတွေဟော့စတယ်လေးတွေကိုအခမဲ့တင်ပေးတော့မှဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆမကဆယ်လပိုင်းတစ်လလုံးမှာပေါ့နော်။တနင်္လာသားသမီးများအတွက်ပေါ့နော်။ကောင်းကျိုးဆိုးခြင်းလေးတွေဆောင်ရွှင်ဆောင်ရွှင်လေးတွေကိုဆမလေးကအသေးစိတ်ပြပြပြီးတော့မှဖြစ်ပါတယ်ရှင်။တနင်္လာ သားသမီးတွေကပေါ့နော်ပြီးခဲ့တဲ့6လပိုင်းမှာတော့ဟာလုပ်ငန်းတွေရှေ့မြောက်ပွဲနဲ့ရပ်တန့်နေတတ်တယ်။အယောင်ဝယ်သမားတွေကပေါ့နော်အယောင်ဝယ်မကောင်းဘူး။အယောင်ဝယ်ပါနေတယ်ပေါ့နော်။မိမိလက်ထဲမှာပေါ့နော်ပစ္စည်းတွေအောင်းနေရမျိုးလေးတွေကြုံတွေ့နေရတယ်ပေါ့နော်။6လပိုင်းမှာတော့ဟာပေါ့နော်။ငွေကတော့ဝင်းနေစမဟုတ်တစ်ခေါက်တော့ဟာပြောသလိုပဲတနင်္လာသားသမီးတွေကတော့ဖြည်းဖြည်းချင်းစီတင်းရင်းနေတော့စီးပွားတော့တက်လာပြီ။ဒါပေမဲ့အလုံးစုံတော့မကောင်းသေးဘူး။အညံ့အတိုက်ခိုက်အနောက်ဆက်လေးတွေတော့ရှိလာတယ်။ဒါပေမဲ့စိတ်မပူနဲ့တော့တနင်္လာသားသမီးတွေကနောက်3လကြာရင်စီးပွားတက်ကိုတက်မှာ။ မဲ့အခုကြံခဲ့တဲ့6လပိုင်းတော့ငွေတော့ဝင်နေငွေဝင်လျက်ပေါ့နော်ထွက်စရာတွေကတရဇက်ထွက်နေမယ်ငွေကုန်ပေါက်တွေကြီးပဲဖြစ်နေတတ်တယ်ပေါ့နော်အဓိကကငွေမမြဲတာပေါ့ဒါကတော့ခုနှစ်ရက်သားသမီးတွေအကုန်လုံးကဒီလိုမျိုးအခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်ပေါ့နော်အဲအားကြောင့်မလို့မိမိကိုယ်ကိုယ်တိုင်းကလည်းငါတယောက်တည်းကန်ဆိုးနေတာငါတယောက်တည်းကန်ညက်နေတာငါတယောက်တည်းကန်မကောင်းသေးဘူးတနည်းလာတွေကအများနဲ့ကန်ဆိုးနေတော့မှလားလို့စမအများနဲ့ဟိုကြားရတယ်ပေါ့နော်ဒါပေမဲ့စိတ်မပူနဲ့ တလင်းလာတွေကဖြည်းဖြည်းချင်းကောင်းလာပြီဒါပေမဲ့နောက်3လကြာရင်စီးပွားတက်ကိုတက်မှာဝင်အလုံးကြီးဝင်မှုရှိရယ်အိမ်ချမ်းမြေစက်ပစ္စည်းစိန်ရွှေငွေဝင်ခင်းရှိရယ်တနင်္လာသားသမီးတွေကဒီဇယ်လာပိုင်းကနေပြီးတော့စီးပွားရေးတွေကတော့ပြန်ကောင်းလာပြီဒါပေမဲ့ဟိုပုထုဇဉ်လူသားတွေပဲเนาะအကုန်လုံးကတော့အများနဲ့ကောင်းနေရတော့မရှိဘူးပေါ့ဟိုအစိုးနဲ့အကောင်တွေကတော့ထွန်တွဲနေရပါတော့လက်ရောစုပ်ရောဝင်တာမို့လို့ဇမကတော့ဆယ်လာပိုင်းမှာ အထူးတတိထားပေးရမှာရှင် ငွေတော့အလုံးအေးဝင်လာလိမ့်မယ်ဒါပေမဲ့ကိုကသတိထားရမှာကငွေကတန်ထွက်သွားတတ်တယ်ကိုစီမံငွေမမြဲရလေးပေါ့နော်အဲ့ဒါလေးတွေအထူးကယူစားရဒါပေမဲ့ငွေမြဲအောင်လို့သမျှကြိုင်သမျှအဆင်ပြေအောင်စမကရေဒီယာကောင်းတစ်ခုလည်းပေးမယ်အဲ့ကြောင့်မလို့ဒီဗီဒီယိုလေးကိုလည်းဆောင်းအောင်ကြည့်ပေးနော်ဒီဆယ်လာပိုင်းမှာပေါ့နော်တနစ်လာသားသမီးတွေကအလုပ်ပြောင်းအိမ်ပြောင်းရွှေ့ အပြောင်းအရွှေ့လေးတွေကြုံတွေ့ရတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်ရှင့်ကိုကအလုပ်ပြောင်းလာရဖြစ်ဖြစ်အလုပ်ထွက်တာလည်းဖြစ်ဖြစ်ပေါ့နော်အဲ့လိုအကြောင်းကိစ္စလေးတွေပေါ်လာတတ်ပါတယ်ရှင့်ဒီဆယ်လာပိုင်းမှာကိုအတွက်ငွေထွက်တာမျိုးမဟုတ်ဘဲနဲ့သူတပားကိုကူညီလိုက်တာမျိုးတို့ဒါမှမဟုတ်မိသားစုအတွက်ပဲဖြစ်စီစေဘဝခဖြစ်စီပေါ့နော်ငွေထွက်မယ်ပေါ့နော်အဲ့ဒါလေးတွေအထူးကူးဆိုင်ပေးပါရှင့်နိလာသားသမီးတွေကဒဲပြောတယ်အမှန်ပြောတယ်တခုခုဆိုရင်ကိုကစိတ်ရင်းစိတ်နာလည်းကောင်းတယ်ဒါပေမဲ့စိတ်ရင်းကောင်းတယ် ါပေမဲ့မဟုတ်မခံပါတော့ကိုယ်မဟုတ်တာရောလားမလုံးနဲ့ကိုကိုကတော့လုံးဝအဲ့လိုအဖြူကိုအမဲလာမလုံးနဲ့အဲ့လိုပုံစံမျိုးလူမျိုးတွေပေါ့နော်အနစ်နာခံတယ်အထီးကတနေ့ကသသမီးတွေကအေးအေးလေးနေရယ်သူကသူအေးလေးနေရယ်ဒါပေမဲ့မိသားစုပေါ်ဟိုဘသူပဲနေနေသူကအနစ်နာခံတယ်တနေ့ကသသမီးတွေကပေါ့နော်အခုဒီရဲ့ဘိုင်းမှာတနေ့ကသသမီးတွေကပေါ့နော်မိမိမျှော်လင့်ထားတဲ့အရာတွေမိမိ ကြီးမန်းထားတဲ့အရာတွေမဖြစ်လာတဲ့အတွက်ပေါ့နော်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရလို့ဆမမြင်နေရှင်ကိုမျောမန်းထားတဲ့အရာတွေမျောလင်းထားတဲ့အရာတွေ ကြီးမန်းချက်တွေပေါ့နော်ဒီကာလအပိုင်းခြားမှာပြည်ဖို့ရှိပါရဲ့ရှင့်ဒါပေမဲ့တခုတတိထားရမှာကစီးပွားရေးမှာအတိုင်ဆိုင်အနောက်အရှေ့အတိုက်ခိုက်လေးတွေရှိတယ်အထူးတတိထားပြပါရှင့်တနင်္လာသားသမီးတွေကအိုးသစ်အိမ်သေးရတတ်တယ်ပေါ့နော်ဒီဆယ်လာပိုင်းမှာအိုးသစ်အိမ်သေးရတတ်တယ်ပြီးကြရင်ဆမတို့ဒီဆယ်လာပိုင်းမှာပေါ့နော်တနင်္လာသားသမီးတွေကခီးသွားရခင်ရှိတယ်ရဝေးခီးပေါ့နော်ရဝေးခီးပဲဖြစ်ဖြစ်နိုင်ငံရခြားပဲဖြစ်ဖြစ်ပေါ့နော်ခီးသွားရခင်လည်းရှိပါရဲ့ရှင့် ကျမကြီးကတော့ဂရုစိုက်ရမယ်ကျမကြီးကချူချနေသလိုဖြစ်တယ်ရှင့်အဲခြေထောက်နာတာပဲဖြစ်ဖြစ်မျက်စိနာတာပဲဖြစ်ဖြစ်နားဥနေတာမျိုးတွေဖြစ်ဖြစ်နော်ကြုံတွေ့ရတတယ်ပေါ့နော်အဲ့အလေးတွေအထူးဂရုစိုက်ပေးပါရှင့်ချင်းရေးကတော့ပေါ့နော်ကိုကြည့်သူကကိုပုံမှာ88ဆက်ဖြစ်နေရတဲ့ မျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကြုံတွေ့ရတတ်ပါတယ်ရှင်။အိမ်အောင်ရေးအိမ်အောင်ရေးကြတော့အဲဒီရပိုင်းမပေါ့နော်တကြက်ကြက်ဖြစ်နေတတ်တယ်။ညှိယူစရာလေးတွေများတတ်တယ်ပေါ့နော်။ဟိုလိုမျိုးဆူဆူရရကြီးဖြစ်ပေါ်တော့မရှိဘူး။အဲဒီလိုမျိုးနားလည်မှုနေနဲ့ပဲရှေ့ဆက်ပါလို့ဆံမလေးကတော့မှာကြပါတယ်ရှင်။ဒါဆ so ိုရင်ဇမကတဏှာသသမိတွေပေါ့နော်ဆီလာပိုင်းတလလုံးငွေကြီးတွေအစင်ပြေအောင်ငွေကံမြင့်အောင်ငွေမြဲအောင်တလပါရွှေအောင် ဝေးကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်အောင်လို့ပေါ့နော်ဆာပါလေးကရေရာပေးချင်ပါတယ်ရှင်ပြီးရင်အညံ့အတိုက်ခိုက်အနောက်ရှက်လေးတွေလည်းပယ်ခြင်းတဲ့အတွက်ဆာမကရေရာနှစ်ခုပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒါကတော့မြတ်စွာဘုရားရှင်ကိုရမကြီးကိုဆာမတို့ခောက်ဆွဲကြော်ပေါ့နော်ခောက်ဆွဲကြော်ကိုသုံးဘွဲကတ်လူဘူးဆိုပြီးပါရှင်ပကံသေးလေးတွေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကတ်လူလည်းရတယ်ခောက်ဆွဲကြော်လေးတွေပေါ့နော်သုံးဘွဲကတ်လူဘူးဆိုပြီးပါရှင်ပြီးကြရင်ဆာမတို့အညံ့အတိုက်ခိုက်အနောက်ရှက်လေးတွေရှိရတဲ့အတွက်ဆာမကတမယာတိပဲလူစီလူပေးစီခြင်းနဲ့ရှင်ဘာလို့တမယာတိလူခိုင်းတာလဲဆိုတော့ဒီတမယာတိကိုလုံးနဲ့အတူတူဆာမတို့ရဲ့အညံ့အတိုက်ခိုက်အနောက် ဖြစ်ဒီနေ့တနည်းလားတသမီတွေပါသွားအောင်လို့ပေါ့နော်ဆမကဒီရေတွေလေးပေးခြင်းဖြစ်ပါတယ်ရှင်ဒီတမညာတီးကိုဆမက န်းနာနဲ့စွန်ပြီးပါပြန်ပြီးတော့အသုံးမပြုပါနဲ့ရှင်။ပြီးရင်အိမ်နဲ့ဝေးရမှာလှုပ်ပြစ်ပေးပါ။ဒါမှအညံ့အတိုက်ခိုက်နှောက်ရှက်လေးတွေပါသွားအောင်လုပ်ပါရှင်။ပြီးရင်ဆမရုတနင်္လာသားသမီးတွေကအိမ်မှာရှိရကို့မှာအသုံးမလိုတော့တဲ့ပစ္စည်းတွေရှိရခါကြရင်လည်းတစ်ခါရဲစွန်ပြစ်ပေးပါ။ရက်နေရနိုင်တွေဆိုလည်းမထားပါနဲ့ပေါ့နော်။တခဲတွေထည့်ပေးရတယ်ဖြစ်ဖြစ်ကို့အသုံးမလိုရင်တော့လှုပ်ပြစ်ပေးပါနော်။အဲ့လိုမျိုးလေးလုပ်ပေးပါရှင်။ဒါမှဆမရုလက်လာပါတွေပြန်ပြီးပွင့်လာမယ်။ငွေကြေးကန်တွေပြန်ပြီးကောင်းလာမယ်။အယောင်းဝယ်တွေပြန်ပြီးကောင်းလာမယ်ပေါ့နော်။မျက်နှာတွေပြန်ပြီးပွင့်လန်းလာမှာပဲဖြစ်ပါတယ်ရှင်။ စမတ်စီမှာဗီဒီမီလို့ရတယ်ဇာတာစစ်လို့ရတယ်တရုတ်မီလို့ရတယ်ငွေကြေးအကြောင်းဖြစ်တယ်ပေါ့နော်အခက်ခဲတွေစမတ်လေးစီမှာလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်စမတ်လေးစီမှာလည်းဆေးဖြောင်းနိုင်ပေါ့နော်အတိုင်30တလားစာလာရောက်ပြီးတော့မာရီလို့ရပါတယ်ရှင့်စမတ်ကနဝင်းအောင်တဲ့ရေတွေရိုင်းနဲ့ပြုတ်လုထားတာမျိုးပေါ့နော်ဒီဆေးဖြောင်းနိုင်ထုံးပြီးတဲ့ကာလအတွေ့မှာပေါ့နော်အနောက်ရှက်အတိုက်ခိုက်လေးတွေကင်းမယ်ကိုယ်အိမ်မှာအိမ်ဘူးအိမ်စုဖြစ်နေရတယ်မိသားစုအဆင်မပြေမျိုး ဖြစ်နေရတယ်ငွေမဝင်တာလက်ပိတ်နေရမျိုးလေးတွေပေါ့နော်ဒီဖျောင်းနိုင်လေးนี่ထုံးကြည့်ပါရှင့်ပြီးရင်ကိုကပြောသမျှဆိုသမျှတခွန်းနဲ့အောင်ရအောင်အဲလုပ်ငန်းကြီးကိစ္စတွေမှာသွားပြီးတော့စကားပြောတာမျိုးပဲဖြစ်ဖြစ်ဟိုကိုရောင်းထွက်တဲ့ပစ္စည်းတွေကကြာရင်ဒီရင်မွေးလေးနဲ့ဖြန်းပြီးတော့ပေါ့နော်နောင်ဝယ်သမားတွေပဲဖြစ်ဖြစ်ကိုကလက်ပွင့်ချင်တာပဲဖြစ်ဖြစ်စမ်းပွင့်ချင်တာပဲဖြစ်ဖြစ်ကံပွင့်ချင်တာပဲဖြစ်ဖြစ်အကုန်လုံးသုံးလို့ရပါတယ်ရှင့်ပြီးရင်စမစီမှာဟို ဒိုင်ရိုက်တက်စင်လုပ်လို့ရတယ်ပွဲထိုးလို့ရတယ်ဟိုရေဒရာစီမံနေအဲ့လိုရတယ်ပွဲထိုးရေဒရာ ရေရအစီမံအဲ့လို့ရတယ်ပွဲထိုးတဲ့သူတွေကိုဆမကဟိုတလစာပေါ့နော်ဆမကိုတိုင်းစီရင်ထားတဲ့စေပြောင်းနိုင်တလစာလက်ဆောင်ပေးပါတယ်ရှင့်ဟိုဆမပွဲထိုးရရင်လည်းမဆိုင်ဘူးဒါကဆမကိုတိုင်းဒီတိုင်းတက်တက်လက်ဆောင်ပေးရပါရှင့်ဒါကတော့ကံမြင့်အောင်လို့လက်ပွင့်အောင်လို့ကိုယ့်အိမ်မှာအတိုက်ခိုက်အနောက်ရှက်တွေရှိရင်လည်းကင်းအောင်လို့ပေါ့နော်ဆမလေးကဒီအရလေးကိုလက်ဆောင်ပေးခြင်းဖြစ်ပါတယ်ရှင့်ဆမရဲ့ဒီဗီဒီယိုရဲ့ကွန်မန့်အောက်မှာလည်းမိမိရဲ့ညံ့လေးတွေမှန်းထားပေးပါဆမလေးတဦးတယောက်ချင်းစီတိုင်းကိုစီမံဆုတောင်းပေးပါမယ်ရှင့်ဟုတ်ကဲ့ဆမကိုကြည့်ရှုနေတဲ့ခွန်ရဲ့သားမများအားလုံးကျမချမ်းသာကြပါစေ ်ပန်းလုံးဝေးရီတို့အေဂျင်စားပါစီလို့ဆံမလေးကစီမံဆူတောင်းပြလိုက်ပါရရှင်အားလုံးပဲကျေးဇူးထူးတင်ပါရရှင်